တရုတ်နဲ့တင်းမာမှုအခြေအနေကိုပုံမဆိုးရအောင်မလုပ်ဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဂျပန်ဝန်ကြီးချုပ်ဆာနာအဲတာကာယီရှိကိုတိုက်တွန်းခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ထိုင်ဝမ်ကိုတရုတ်ကတိုက်ခိုက်လာမယ်ဆိုပါကဂျပန်ကစီရေးနဲ့ဂျာဝန်ရလိမ့်မှာဖြစ်ကြောင်းအခုလအတွင်းတာကာယီရှိကလွှတ်တော်မှာပြောကြားခဲ့ပြီးနောက်ဂျပန်နဲ့တရုတ်ကြားတင်းမာမှုတွေမြင့်တက်လာခဲ့တာဖြစ်ပါတယ်။တာကာယီရှိရဲ့ပြောကြားချက်ဟာတရုတ်ကိုဒေါသထွက်စေခဲ့ပြီးတရုတ်နိုင်ငံသားတွေအနေနဲ့ဂျပန်ကိုမတွားဖို့တရုတ်ဆိုရကတတိပေးခဲ့ပါတယ်။နိုဝင်ဘာ25ရက်မှာထွန်းနဲ့တာကာယီရှိ တို့ဖုံးဆက်သွယ်ပြောဆိုမှုတွင်ထရန့်ကသူဟာဂျပန်နဲ့တရုတ်ကြားတင်းမာမှုပုံမမြင့်တက်လာမယ့်အရေးကိုမဖြစ်စေချင်ကြောင်းပြောကြားခဲ့တယ်လို့ဂျပန်အစိုးရသတင်းရင်းမြစ်တွေကပြောကြားခဲ့ပါတယ်။ဒါပေမဲ့ထရန့်ကထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးတာကာအီရှိရဲ့မှတ်ချက်စကားတွေကိုပြန်လည်ရုပ်သိမ်းကိုတောင်းဆိုခဲ့တာမရှိကြောင်းလည်းဂျပန်အစိုးရသတင်းရင်းမြစ်တစ်ခုကပြောပါတယ်။နိုဝင်ဘာ29ရက်မှာဂျပန်အစိုးရဖွဲ့အတွင်းဝင်ချုပ်မီနိုယူကီဟာယာကပုံမှန်ပြုလုပ်နေကြသတင်းစာရှင်းလင်းပွဲမှာဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအသေးစိတ်မှတ်ချက်ပေးဖို့ညှင်းဆိုခဲ့ပါတယ်။ထရန့်နဲ့တရုတ်သမ ရာရှိခြင်းပင်တို့နိုဝင်ဘာ24ရက်ကဖုံးဆက်သွယ်ပြောဆိုခဲ့ပြီးနောက်တရက်အကြာမှာထရန့်နဲ့တာကာဤရှိတို့ဖုံးဆက်သွယ်ပြောဆိုခဲ့တာဖြစ်ပါတယ်ထရန့်နဲ့ရှိတို့ရဲ့ဖုံးဆက်သွယ်ပြောဆိုမှုအတွင်ရှိကထိုင်ဝမ်ဟာတရုတ်ရဲ့ခွဲထွက်မရတဲ့အစိတ်ပိုင်းဖြစ်ကြောင်းထရန့်ကိုပြောကြားခဲ့တယ်လို့တရုတ်နိုင်ငံဘက်စင်ဝါသတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်တရုတ်ဟာထိုင်ဝမ်ကိုသူ့ရဲ့နယ်နိမိတ်တစ်ခုဖြစ်ကြေညာထားပြီးလိုအပ်လာပါကအင်အားသုံးထိန်းချုပ်သွားမှာလို့ပြောကြားထားပါတယ်